ကျွန်တော်တို့ရဲ့ channel ကိုကြည့်ရှုအပ်နေကြတဲ့ပရိသတ်များအားလုံးနဲ့မင်္ဂလာပါခင်ဗျာအာကျွန်တော်တို့သိရှိထားတာလေးတွေဒီကွာ share ကြမယ်ကျွန်တော်လည်းသိလို့စိတ်ပြင်းပြပါတယ်သိလို့စိတ်ပြင်းပြသိချင်းကျွန်တော်မရဘူးပြသိချင်းကျွန်တော်က like ပြီးတော့ share အဲ share လို့ share တဲ့ခါမှာကျွန်တော်နှမ်းဆက် share နှမ်းဆက် share လို့သိရှိတဲ့များအားလုံးကိုလည်းကျွန်တော်ကဒီလို comment ကိုလည်းဩသူလည်းသိချင်းပါပဲလေဆိုတော့စိတ်နဲ့ပြန်ပြီး share ပေးတယ်နော် ဟုတ်ပါပြီကျွန်တော်ဒီနေ့ပထမဆုံးချက်အနေနဲ့ကျွန်တော်လိုမျိုးပဲ online ပေါ်မှာပြောဆိုနေရတော့ဟိုကျွန်တော်ရဲ့အကြောင်းရင်းကြီးကိုတယောက်ကိုသဘောဟင်းဆွဲကန်တီးတယ်အားလည်းမှန်ပါလားနော်ဆွဲခံပြီဆိုတဲ့ခါကျတော့တို့ကတော့ပြပြတတ်တာပါလေဒါဒီကိစ္စမှာကိုစောဘိုးဟင်းဆွဲခံရတဲ့ကိစ္စမှာတော့နှစ်ဖက်ကြည့်ရပါဘောနော်နှစ်ဖက်ကြည့်ရမယ်ဆိုတာက ဟုတ်တယ်လေဥပဒေအထက်မှာဘယ်သူမှရှိတာမှမဟုတ်တာအဲ့တော့ကိုဇော်ဘုန်းကြီးအနေနဲ့လည်းကိုဇော်ဘုန်းဘက်ပြန်ကြည့်ရင်တော့လည်းမှန်တယ်လို့သူတို့ဘက်ကကြည့်ရင်လည်းမှားတယ်လို့တော့မပြောနိုင်ဘူးပေါ့ဗျာနော်မင်္ဂလာညချမ်းမကွန်မောင်းနာမင်္ဂလာပါဗျာမင်္ဂလာပါအဲ့တော့နှစ်ဖက်ကြည့်ရမှာပေါ့ကိုဇော်ဘုန်းကြီးကလည်းအဲသူအနေနဲ့ဂိယူနာဒေါသလေးတွေပါလာရှိရဲ့သူ စိတ်ထဲရှိတိုင်းလွတ်လွတ်လပ်လပ်နှလုံးသားလာတဲ့စကားကိုပါဇက်ကထုတ်ပြောတဲ့ပုံကူတယောက်ဖြစ်တယ်ပေါ့နော်ယောသားပွင့်လင်းလုံးခဲ့ပါတယ်အဲ့ဒီတော့ကြောင့်မလို့အဲတချို့စကားတွေကစကားဆိုတာအပြောမတတ်တဲ့အခါမျိုးတွေမှာဆဲသလိုဖြစ်နေတတ်တယ်လေနော်ဆဲလဲဆဲပါတယ်ပြောသေးလားအဲ့ဒီတော့ကြောင့်မလို့ကျွန်တော်တို့အဲသူဒါမဲ့သူစေတနာမှန်နဲ့စေရင်စေတနာမှန်နဲ့ပြောနေတဲ့စကားတွေဆိုကျွန်တော်နားလေတင်တယ်ပေါ့နော် အဲ့ဒါကြောင့်မို့သူအနေနဲ့ဆရာဖားလာဆွဲသွားတယ်ပဲဗျာနော်အဲဆရာဖားလာဆွဲပြီးတော့ရှေ့ရလဲဖမ်းတာမဟုတ်ဗျာဆရာဖားဆွဲတာဆွဲခါကျတော့နည်းနည်းလေးသူ့အတွက်ခီးလန်းလန်းကြမ်းနိုင်တယ်ပေါ့ဗျာနော်အဲကိုဇော်ဘောဟင်းဆွဲခံရတယ်လို့နော်ဖမ်းခံရတယ်လို့ဖမ်းစီခစ်တာဖမ်းစီတယ်ပေါ့ဗျာပြောရမို့ဖမ်းတာပဲပေါ့နော်ဘာဖြစ်ဖြစ်အဲ့တော့သူဖမ်းခံရတယ်လို့နောက်ထပ်ပေါ့နော်ခက်မသိရင် ခမတင်အခမတင်တလောက်လေအဲဘယ်လိုခေါ်မလဲအခုချိန်မှာအားလုံးပေါ့ပြောဆိုနေတဲ့အားလုံးသတိထားတင်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းသတိထားတင်ပါတယ်ပေါ့နော်ကျွန်တော်လည်းကျွန်တော်လည်းအများသတိထားပါတယ်တခြားလင်းနေကျွန်တော်အားကြောင့်ကျွန်တော်ဘာကြောင့်မဆဲလဲဆိုလို့ရှိရင်ကျွန်တော်မေးကြကိုမောင်ခင်ဗျာစကားပြောတာဆဲတာတခေါက်မှမပါဘူးဘယ်ပါမလဲဖေပါလို့ရှိရင်ကိုစောဖုန်းကြီးလိုမျိုးကျွန်တော်ဖမ်းသွားမှာပေါ့နော်ဖမ်းလို့ရှိရင်ကျွန်တော်လည်းကြောက်တယ်လေနော်အားကြောင့်ကျွန်တော်မဆဲတာပါခင်ဗျာနော်ကိုမောင်လည်းလည်းလာမယ်နော် ။ဒီပါလေအဲကိုမမောင်ပြောထားပြီးသားပါနော်ကိုမမောင်ကိုဖမ်းကျင်တဲ့ပါဆိုလဲဆီချင်းလည်းဖမ်းလို့ရပါတယ်။ဘာကြောင့်လဲဆိုရှင်ဒီနန်းကိုရှောက်ပြီးဆိုတော့ဒီပေါ့နော်ဒီကျွန်တော်တို့ရှောက်ခဲ့တဲ့လမ်းနဲ့ရှောက်တဲ့လမ်းနဲ့ကြုံဆုံသမျှကန်ကျမအိုရင်ဆိုင်ဖို့အသင့်မယ်။အဲ့တော့ကျွန်တော်ကမြန်မာပြည်ရောက်ရင် NASA ကဖမ်းတာလဲဖမ်းမှာပေါ့လေနော်။အထုတ်တူ PDF နဲ့ PDF ကလည်းတိုင်လည်းတိုင်နိုင်တယ်ပြောမရအောင်။အဲ့ဒီတော့ကြောင့်မလို့အကယ်၍များပေါ့နော် PDF အနေနဲ့ အဲကျွန်တော်တို့အခုပြောတာတွေနဲ့ပတ်သက်ပြီးတော့ဗောနော်အမကျင်းတဲ့တိုင်းများရှိလို့ရှိရင်လည်းဒါသဘောပဲဗောနော်ဘာကြောင့်လဲဆိုရှင်ကိုလိုနေနေရတော့ရှင်ဆိုင်ရမှာပဲလေအဲ့တော့ဒီလမ်းကိုလျှောက်တယ်ဒီစကားတွေပြောပြီးဆိုတဲ့ကတော့ကိုယ့်အတွက်ကံတရားတွေဘာကံတရားပဲလာလာကောင်းတာလည်းရှင်ဆိုင်ရမှာပဲဆိုးတာလည်းရှင်ဆိုင်ရမှာပဲဖြစ်တယ်လीနော်ကိုယ်စပိုင်းလည်းလာပြီလေအာမချားသေးပါဘူးနော်မချားသေးပါဘူးဘာကြောင့်လဲဆိုတော့အနေအဆုံး အနိုင်ဆုံးကိုဇော်ဘောဟင်းက3ရက်လောက်တော့ကြာနိုင်တယ်သူရဲ့ကိစ္စလေးတွေကလေဒါအနိုင်ဆုံးနော်ကျန်တာတွေကတော့သူလွတ်လာပြီလွတ်လာပြီဆိုတော့အာကျွန်တော်ကတော့မကြားသေးဘူးနော်အွန်လိုင်းပေါ်မှာသူ့ရဲ့ဗီဒီယိုအဟောင်းလေးတစ်ခုကိုတင်ပြီးတော့သူလွတ်လာပါပြီဆိုတော့ပြောနေရရောရှိတာပါဗျာနော်ကိုဇော်ဘောဟင်းလွတ်လာပြီဆိုတော့မဟုတ်ဘူးလားအဲဗီဒီယိုဖိုင်တော့တွေ့တယ်အဲဗီဒီယိုဖိုင်ကတော့ကျွန်တော်ကျွန်တော်ကြည့်ရတာပေါ့နော်အဟောင်းဖြစ်နေတာကိုတော့တွေ့ရတာပေါ့နော်အဲဒီတော့ကြောင့်မလို့တော့ကျွန်တော်တော့သတင်းမရသေးပါဘူးနော် ဖမ်းသွားတာပဲကြားသိရပါတယ်တီတီဖို့မှတွေ့တယ်မင်္ဂလာပါအဲ့တော့ကိုမောင်အနေနဲ့မဆဲဘူးဆိုတော့အကြံဖမ်းခံပါဆိုလို့ဘာသူ့ဘာတော့လည်းပဲရင်ဆိုင်မှုအသိမှာပဲလို့ပြောချင်ပါတယ်เนาะအဲ့တော့အဲတစ်ဖက်ကကြီးတဲ့ခါကျတော့လည်းတကယ်ကျွန်တော်တို့ပေါ့နော်ကျွန်တော်တို့သိရမှာကျွန်တော်တို့ကိုယ်တိုင်ပေါ့ကျွန်တော်လည်း line ပေါ်မှာပြောဆိုနေသူတရားပဲလीเนาะကျွန်တော်အားလုံးသိရမှာကကျွန်တော်တို့ကိုခင်ဗျားတို့ဘလောက်ကြီးပဲအားပေးနေအားပေးနေပေါ့နော် ကျွန်တော်တို့အားပေးတာအရန်ကိုကျေးဇူးတင်တယ်တချို့ဆိုလို့ရှိရင်အာကာကြုံနေခင်ဗျားဝင်လောက်လိုက်ပါလားအဲတချို့ဆိုလို့ရှိရင်ကျွန်တော်ကိုအဲဘလောက်ကောင်းလဲရာရှိသွားလောက်လိုက်ပါလားမြန်မာပြည်လာခဲ့ပဲပဲမူးပေးမယ်ညာမူးပေးမယ်နော်အဲ့တော့ဘလောက်ကြီးပဲခင်ဗျားတို့အနေနဲ့ကျွန်တော်တို့ကိုချစ်လို့ယုံကြည်လို့ပေါ့နော်အားကိုလို့ပြောပြော ကျွန်တော်တို့သိရမှာကကျွန်တော်တို့ဒီဟိုဘလောက်ကောင်းဆိုအွန်လိုင်းပေါ်မှာဝေဖန်ထောက်ပြနိုင်တဲ့သူပဲရှိပါလေကျွန်တော်တို့ဘလောက်ကြီးပဲအားပေးနေအားပေးနေကျွန်တော်တို့သိထားမှာက တကယ်အလုပ်ဆောင်ရွက်နေတဲ့သူဆိုလို့ရှိရင်ကျွန်တော်တို့ကလမ်းဘယ်လိုခေါ်မလဲအရာရှိအရာခံမကဒီမဟုတ်ပါဘူးเนาะကျွန်တော်တို့တကယ်တပ်သားလေးတွေကအစလုံခြုံရေးအစကျွန်တော်လေးစားရမှာပါ။ဘာကြောင့်လဲဆိုတော့သူတို့တွေတကယ်သူတို့ကတကယ်ဆောင်ရွက်နေတာပါ။တကယ်ဆောင်ရွက်တကယ်လုပ်နေတဲ့သူတွေကိုကျွန်တော်တို့ကလည်းလေးစားရမှာဖြစ်တယ်။เนาะအဲ့တော့ကျွန်တော်တို့လက်တွေ့ဘဝလည်းထည့်လိုက်ရင်ကျွန်တော်တို့ဒီလိုအောင်မြင်ကြမှာအောင်မြင်မယ်။ဒါမဲ့လည်းကျွန်တော်တို့ကလည်းကျွန်တော်တို့ရဲ့ဒီ line ပေါ်မှာပြောဆိုမှုတွေနဲ့ပတ်သက်လာလို့ရှိရင်တော့ကျွန်တော်တို့လည်းကျွန်တော်တို့ရဲ့ကျွမ်းကျင်ရာလိမ္မာရာပေါ့ကျွန်တော်တို့ပြောပါရတယ်ပေါ့နော်အဲ့တော့သူ့ကိုလည်းကိုလေးစားရမှာဖြစ်တယ်လို့ကိုကိုလည်းသူလေးစားရမှာဖြစ်တယ်သူရဲ့လှုပ်ဆောင်ချက်ဆိုလို့ရှိရင်တကယ်လက်တွေ့လုပ်နေတဲ့သူဆိုရှင်ဟိုတက်သားလေးကနေစားပြီးမနေ့တနေ့ကမှစစ်သေးဝင်လာတဲ့စစ်သားလေးကနေစားပြီးတော့ဟိုကာချုပ်ထီကပုံရင်းပြောရင်လေးစားရမှာပါသူတို့ဆောင်ရွက်နေတယ်သူတို့ရဲ့အလုပ်တွေကခက်ခဲပါတယ်ခင်ဗျကျွန်တော်တို့ကပြောပြီးတော့ကျွန်တော်တို့ကသူတို့သူတို့ကိုဝေမန်းနဲ့ထောက်ပြတယ်နော် ပြောဆိုနေပေမဲ့ကျွန်တော်တို့သိထားရမှာကကျွန်တော်တို့ဒီတကယ်လုပ်နေတဲ့သူတွေမဟုတ်ပါဘူးเนาะကျွန်တော်တို့ကသိတာကို share နိုင်တယ်ဝေဖန်နိုင်တယ်ထောက်ပြနိုင်တယ်သို့ပါတော့လည်းပဲကိုရီးယားဖြစ်စီနေတာဒီလိုမျိုးသူတို့ကမလုပ်နိုင်တဲ့အခါမျိုးတွေမှာကိုရီးယားကယူနာဒေါ်လာတွေထွက်တာမျိုးကြာကိုယ့်ဘက်ကရှော့ရမယ်အဲကျွန်တော်တို့အဲ့ဒါကိုဒီလိုမျိုးနားလည်ထားတဲ့အတွက်ကြောင့်မို့လို့ဖြစ်တာတွေမဖြစ်တာတွေကြုံလာတိုင်းမှာကျွန်တော်ဆဲဆိုဘာကြောင့်မလုပ်လဲဆိုရှင်ကျွန်တော်တို့လည်းကိုကျင်းစာလीနော်အဲ့ဒါကြောင့်မို့လို့ လုံနေတဲ့သူတွေပေါ်မှာလဲကိုရီးယားလေးစားမှာဖြစ်တယ်အဲ့ဒါကိုကိုစောဘောကြီးအနေနဲ့လဲချုပ်ပြူနာဒေါသလေးတွေနဲ့ပြောဆိုတဲ့နေရာမှာအဲနည်းနည်းလေးအဲဘယ်လိုခေါ်မလဲသူတက်အခက်ခဲရှိသွားတယ်ပေါ့နော်ရှိသွားတဲ့ကြောင့်မလို့သူ့မှာအဲဒါမျိုးဖန်စီဖန်စီပေါ့နော်ဖန်စီမှုခံရတယ်လို့ကြားသိရတယ်ပေါ့နော်အဲ့တော့တော့လဲသူတက်လုံးဝစိတ်မကောင်းပါဘူးကိုစောဘောကြီးတော့နော်ကြောက်နေတာလားကြောက်တော့ဗျာလူပဲอ่ะเนาะကြောက်တတ်ပါလေဗျာနော် အဲ့တော့နောက်ထပ်ကိုစောဝင်းဘက်ပြန်ကြည့်မယ်ဟေ့ဆိုလို့ရှိရင်လေသူကတက်မလို့အတွက်ရွရွချင်ချင်ပေါ့နော်တထတအားတကယ်ကိုဆောင်ရနေတဲ့ပုံကိုတယောက်ဖြစ်တယ်အပြီးတော့လို့ရှိရင်လေပြည်သူနဲ့တက်မလို့ကြားထဲမှာတကယ်ပေါင်းကူတရာကြီးဖြစ်တယ်ပေါ့ဗျာနော်ပြည်သူစီကတင်ရသူစီကိုအမြဲရောက်တယ်ပြီးတော့ရရှိတဲ့ဒီတက်မလို့ကြားထဲမှာလည်းသူ့ရဲ့ဘယ်လိုခေါ်မလို့ဆိုရှင်သူ့ရဲ့စွမ်းဆောင်မှုကတခုပါဆိုတကယ်တမ်းပေါ့နော်တက်မလို့နေနဲ့ ကောင်းကောင်းမွန်မွန်သာအသုံးချတတ်မဲ့ဟေးဆိုလို့ရှိရင်တက်မလို့တော့တကယ်ကိုအာလက်ယုံတစ်ဖွဲအားကိုးရမဲ့ပုံကိုတရားမျိုးပါเนาะအဲ့တော့အဲသူ့အနေနဲ့ကြည့်မယ်ဆိုရှင်သူဒီတိထားတာတွေအများများတယ်တိထားတာအများများတဲ့အခါမှာအဲသူ့အနေနဲ့တချို့နေရာတွေမှာအားမလို့အားမရဖြစ်တာရှိမယ်ချို့နေရာမခံကျင်စိတ်ရှိမယ်ဘာကြောင့်လဲဆိုတော့တိထားတယ်လေဗျတကယ်တမ်းခံနေရတယ်အောက်ခြေမှာတကယ်တမ်းပြည်သူတွေခံနေရတယ်သူတိတယ်ဗျသူခံစားရတယ်เนาะ ပြီးတော့လောင်းငယ်သားလေးတွေပေါ့စစ်တီခံစားနေရလဲသူသိတယ်ဗျအဲ့တော့သူခံစားရတယ်သူခံစားချက်တွေကအရန်ကိုများတဲ့အခါမှာသူကတော့လွတ်လပ်တဲ့အပြင်ကတရားမလို့ပောက်ကွဲနိုင်တယ်စစ်တီလေးတွေကလည်းစစ်တီလေးတွေပြည်သူတွေကပောက်ကွဲခြင်းပဲမပောက်ကွဲရဘူးအဲ့တော့စစ်တီလေးတွေနောက်တစ်ခုတွေပေါ့နော်တက်မလို့သားတွေနောက်လူပြည်သူတွေကပောက်ကွဲမဲ့လက်ပစ်ဘုံဟာမင်းတို့တော့မပောက်ကွဲနဲ့ကွာငါပောက်ကွဲပြီးမယ်ဆိုပြီးတော့သူပောက်ကွဲတဲ့အခါမှာတော့ကြည့်ရတာပြည်သူတွေကိုစားနော်တက်မလို့သားလေးတွေကိုစား ်ပြီးတော့တကယ်ခံရတဲ့သူတွေကိုစားသူတွေပေါက်ကွဲပေးလိုက်တဲ့ခါကျတော့အားလုံးရဲ့ကိုစားသူများခံရမယ့်အဖြစ်တွေအားလုံးကသူ့စီမှာရောက်သွားတဲ့ပုံစံမျိုးဖြစ်သွားတယ်လို့ကျွန်တော်သုံးသပ်တယ်ဗောနော်အဲ့တော့အားလုံးရဲ့ကိုစားပါသူ့ရဲ့ပြိတ္တတွေကိုစားသူတွေစတိခံလိုက်ရတယ်လို့ကျွန်တော်သုံးသပ်ပါတယ်ဗောနော်ဟုတ်လားအဲ့တော့အဲ့တော့ဒီနေရာမှာကျွန်တော်ဘာလို့သွားတွေ့ရဆိုတဲ့ခါကျတော့နှစ်ဖက်စလုံးကြည့်မယ်နှစ်ဖက်စလုံးကမမပါဘူးလို့ကျွန်တော်ပြောချင်ပါတယ်ဗောနော်အဲနောက်ထပ်ကျွန်တော်ထပ်ပြီးပြောချင်တာက အဲဒီနေရာမှာဥပဒေထပ်မှာဘယ်သူမှမရှိဘူးလေဗျာနော်ဥပဒေထပ်ဆိုတာကကိုယ်တော်ဘိုင်းညီတဲ့ဥပဒေကဒီဆက်သွယ်ဥပဒေဖြစ်ပါလိမ့်မယ်နော်အဲဒီဥပဒေနဲ့ညီတဲ့အခါမှာတော့ဥပဒေထပ်မှာဘယ်သူမှမရှိဘူးကျွန်တော်တို့လည်းမြန်မာပြည်ရောက်ဖမ်းပါနော်ကျွန်တော်ဥပဒေနဲ့ညီရာရှိနေမယ်ဖမ်းနိုင်တယ်ဘာကြောင့်လဲအာကျွန်တော်ဒီဥပဒေကိုလေးစားလိုက်နာတဲ့သူတယောက်ဖြစ်တယ်ဥပဒေနဲ့ကျွန်တော်ကျွန်တော်နဲ့ကြုံတဲ့ပြဿနာတွေပြဿနာတွေမှာကျွန်တော်စိတ်လိုက်မှာပါဖြေရှင်းလို့မရှိဘူး အဲကျွန်တော်ဒီဥပဒေကိုအားကိုးတယ် institution ကိုအားကိုးတယ်အားကိုးပြီးတော့ဖြည့်ရှင်းလေးရှိရတဲ့ကြောင့်မလို့ကျွန်တော်ကိုယ်တိုင်လည်းဥပဒေကိုကျူးလွန်နေကျွန်တော်ဖမ်းနိုင်တယ်စီးနိုင်တယ်နော်အဲ့တော့အဲအားလေးပြောချင်တယ်အဲနောက်တစ်ချက်အနေနဲ့ကျွန်တော်ပြောချင်တာကဥပဒေနဲ့မြန်မာပြည်ဥပဒေကခတ်တာကတခုရှိတယ်ဗျမြန်မာပြည်ဥပဒေကလူကိုခင်ရင်မူကိုပြင်တယ်လူကိုမောရင်မူကိုသုံးတယ်ဆိုတဲ့ပုံစံမျိုးရှိတာလဲခတ်တယ်အဲ့တော့ဥပဒေနဲ့ပြည်ဆိုရင်အားလုံးပေါ့နော်ဘယ်သူ့ကိုမဆို့ ဘယ်သူကမဆိုဥပဒေနဲ့အရေးယူမယ်ဟဲ့ဆိုလို့ရှိရင်အခုဖြစ်တဲ့ပုံစံကလူကိုခင်တဲ့အချိန်မှာကြာတာလွတ်ထားတယ်လူကိုခင်တော့မူကိုပြင်ထားတယ်ပေါ့ကွာနော်ဟာလွတ်ထားလိုက်ပါကွာငါကောင်းလေငါချစ်စရာအဲ့တော့ပြောတဲ့သူက तू ပေါ့နော်ပြောတဲ့သူတွေစောင့်ရနေတဲ့သူတွေကသူတို့မားလို့မားမန်းမသိတဲ့အချိန်မျိုးဖြစ်သွားတယ်အဲ့တော့လူကိုခင်တဲ့အချိန်မှာမူကိုပြင်ထားပေမဲ့အခုတော့လူကိုမုန်းမိထင်ပါတယ်လူကိုမုန်းတဲ့အတွက်ကြောင့်မို့လို့ကျတော့မူကိုတုံးနေပါပြီเนาะမူကိုတုံးနေတဲ့ခြေမျိုးအမူတုံးခါတော့ ခင်အောင်ပဲနေရမဲ့ပုံစံမျိုးဖြစ်နေတယ်နော်ကျွန်တော်လည်းအခုကြောင့်မလို့တိတ်မဆဲရဲပါဘူးပြောလို့ပြောရဲပါဘူးပြေနော်အဲ့တော့ဒါကြောင့်လေးကျွန်တော်လာဖန်နေပါအောင်မယ်အဲ့တော့လူခင်မှုပြင်းတယ်မြန်မာပြည်ရဲ့ဥပဒေကလည်းကျွန်တော်တို့ခြေခံဥပဒေအထိခြေခံဥပဒေရတယ်ဟိုအောက်ဥပဒေထိဟာတည်ဝင်းဖြစ်နေတာတည်ဝင်းဖြစ်နေခါကျတော့ခြေခံဥပဒေအောင်ကြည့်ပါဗျာမတည်ဝင်းရမှဒီလောက်ဆွဲလို့ရှိရင်ပြတ်သွားပြီအခုဆိုလို့ရှိရင်နော်အာပုံမှန်ဟိုကောင်ဆိုဆယ်၄၅ပေါ့၄၅ရ ာမန်မဟုတ်သောခြေရင်းဆိုတေကွင်းလိုပဲဆန့်လာဆန့်လာဆန့်လာနော်မြန်မာပြည်ရဲ့ဥပဒေကလည်းတေကွင်းမှတေကွင်းတယ်အဲ့တော့ကိုသောဘိုးဟင်းကိုတနာညာတာတက်မယ်ဟိဆိုလို့ရှိရင်လည်းမြောက်လေဗျာနော်ဟိုပြောမယ်ဆိုရင်တေကွင်းတေကွင်းလိုပဲခင်ဗျားတို့တော့မှပဲနော်ပုံမှန်၄နှစ်၅ရာတာမန်အချိန်မဟုတ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ခုပုံမှန်၄နှစ်၅ရာဆိုပြီးတော့ တည်ရွင်းလိုမျိုးပဲဥပဒေဆွဲရင်ဆွဲရင်ဆွဲရင်6လ6လ6လနော်တည်ရွင်းလိုဖြစ်နေတဲ့ခင်ဗျားတို့တော့မှတည်ရွင်းလိုမျိုးကြင်ကြံနိုင်သေးရဲ့ကိုတက်မလို့အတွက်ပြောလို့ဆုံမိရအတွက်ကြောင့်မလို့ပေါ့နော်အဲကိုဇော်ဘောဟင်းရဲ့အစ်ကလေးတွေကိုအတက်နိုင်ဆုံးပေါ့နော်တည်ရွင်းလိုပဲခင်ဗျားတို့တော့မှတည်ရွင်းလိုလုပ်နေအဲကိုဇော်ရဲ့အမှုလေးတည်ရွင်းလိုမျိုးပဲတက်နိုင်တဲ့များကြိတ်ပြီးတော့နော်ကြိတ်ပြီးတော့လှုပ်ပေးစေချင်ပါတယ်လို့ကျွန်တော်ကတော့တောင်းဆိုပါတယ်ပေါ့နော် တော့ဥပဒေတေးဝင်းပါပဲဗျာเนาะခင်ဗျားတို့ခင်ဗျားတို့အကောင်လုံးကိုရှောက်ကြည့်လိုက်ပါဦးမင်းအွန်လိုင်းကိုယ်တိုင်လည်းသူလက်တေးဝင်းမဲ့ကြည့်ပါလားဒီတက်ချုပ်ရာသူ့ကိုသူယူထားတာပဲလေယူထားတဲ့အချိန်မှာလည်းသူယူစရာမရှိတဲ့ခါကျတော့ဥပဒေကိုကြည့်လိုက်ဟာတေးဝင်းတွေ့ပြီဆိုပြီးတော့တေးဝင်းတော့ကအခုတက်ချုပ်ရာသူလည်းသူနောက်ထပ်ထပ်ယူထားတာပဲလေเนาะဟောကြည့်အခြေခံဥရေရဖြစ်တယ်တမနာထပ်လုပ်ထားသေးရဲ့ကြည့်အောင်ဟောတည်ဝင်းမဲ့လေနော်ပုံမှန်၄နေက6လ6လတို့တော့လေတည်ဝင်းမဲ့လေသူကိုယ်တိုင်လည်းပြောရသည်အရာမှာဥရေကြည့်လို့မရဘူးလေသူပြောတာမဟုတ်လား အထုတ်တူပဲကိုယ်စော်ဖွင့်ကိစ္စမှာလည်းဖြစ်တန်ကြီးရှိဆုံးကိုတော်မဥပဒေကိုဒါမျိုးလေးတည်ရခွင့်လို့လုပ်နိုင်သေးရဲ့နော်သူ့လိုမျိုးဒါခင်ဗျားတို့ကယာတုယာကန်နေရာဒီနဲ့နော်ဟိုယလို့ခင်ဗျားတို့တည်ရခွင့်လို့လုပ်တာသူ့မှာဘာလို့ဘာမှမရမယ်အမုန်းခံတာသူ့ကိုယ်တိုင်သူ့နာမည်လေးအောင်ရေးထားပါလေဘာလဲဆိုလို့ရှိရင်အမုန်းခံချက်ဘာလဲနေသားမအောင်အဖြစ်ဘာလဲနေရေးပါအောင်ဗျဘာလဲသူ့နာသူ့နာမည်ရေးတာလေတက်တော့မှာဘယ်လိုပြောလဲဗျပြောပါဦး ဘာလဲအမုန်းခံလူသားလားနော်ဟုတ်လားအဲ့ဟုတ်ပဲဟုတ်ပဲဟုတ်ပဲနော်အဲ့တော့အဖြစ်ကံဘဝနဲ့အော်ဟုတ်ပြီအဖြစ်ကံဘဝနဲ့အမုန်းခံလူသားဆိုပြီးတော့သူပြောထားတာပဲလေနော်အဲ့တော့အဲ့ဒီကြောင့်မလို့သူကဒီလိုမျိုးဘဝလေးတော့မှသူနော်ဒီဘဝနဲ့သူတက်မလို့ကိုထောက်ပံ့ထောက်ပံ့ပြောဆိုနေရရှိရောနည်းနည်းပါပါကျွန်တော်ဖြစ်တန်ကြီးအစီအစုံပေါ့ဗျာနော်နည်းနည်းပါပါဆုံးမပြီးတော့နည်းနည်းပါပါနားဝင်အောင်ပြောပြီးတော့ ပြန်လွတ်ပေးစေချင်ပါတယ်နော်ဥပဒေထပ်မှာဘယ်သူမှမရှိတာမှန်ပေမဲ့ခင်ဗျားမြန်မာပြည်ဥပဒေကတည်ရွေးမှာနော်တည်ရွေးမှာတည်ရွေးမှာခင်ဗျာနော်ကိုရီးယားနဲ့အားပေးနေပါကိုရီးယားကျေးဇူးအများကြီးထပ်အဖြစ်ခံဘွားနဲ့အမောင်းခံလူသားဟုတ်ကဲ့ဟုတ်ကဲ့နော်အဲ့တော့အခုဖြစ်တဲ့ပုံစံကကျွန်တော်ဥပဒေကိုလေးစားတော့ကြောင့်မို့လို့ကိုစောဘုန်းကြီးဘက်ကလည်းကျွန်တော်ကအပြည့်အဝမရက်တည်ရဲဘူး။ဘာကြောင့်လဲဆိုတော့ဟုတ်တယ်လေ။ तू ပြောတဲ့ပုံစံတွေကကျွန်တော်ကလည်းညှိတာပဲ။ तू လည်းညှိမှာပဲ။အဲ့တော့ အဲတစ်ဖက်ကလည်းအပြည့်ဝမရက်တည်ရယ်။ဘာကြောင့်လဲ။တစ်ဖက်ကလည်းတည်ရယ်ကွယ်။အဲသူ့ဘက်ကကြည့်ရလဲဥပဒေညှိစောင်းတာ။ကျွန်တော်ဥပဒေကိုလေးစားရသူတရားအနေနဲ့ကတော့အဲကျွန်တော်နှစ်ဖက်စလုံးလေးစားပါရတယ်ဗျာနော်။သူ့ဘက်တော့လည်းပဲကိုစောဘိုဟင်းကတော့ခင်ဗျားတို့တော့တည်ရယ်ကွင်းလို့နော်။ဥမင်းအောင်လိုင်းတည်ရယ်ကွင်းဥပဒေကတော့ဥပဒေအထက်မှာဘယ်မှမရှိရမှန်းမလား။တည်ရယ်ကွင်းလို့မျိုးလုပ်ပြီးတော့ရာလူထက်ယူတယ်။တည်ရယ်ကွင်းလို့လုပ်ပြီးတော့6လ6လတိုးတယ်။အဲကိုစောဘိုဟင်းကိစ္စမှာလည်းတည်ရယ်ကွင်းလို့လုပ်ပြီးတော့နော်ဒါကိုတော့ကောင်းဖို့လုပ်ပေးနေတဲ့ ိုသားတယောက်ပဲပေါ့နော်ကိုညီလေးတယောက်ပဲအဆိုပြီးတော့ဟိုလှုပ်ပေးစေချင်ပါတယ်နော်ပေးရမစူတန်ဆေးလွန်ဆေးဖြစ်တဲ့အချိန်နေတဲ့အခုအချိန်တွေကဖန်ပြီးစေခဲ့တယ်ကျေးဇူးများတဲ့လှုပ်ပေးမှာပါကိုဖုံးကိုလှုပ်ပေးစီခြင်းပါအခုမန္တလေးနန်းနဲ့မှာရောက်နေတယ်စစ်စေးခံရတော့ကြားသိတယ်ဗောနော်အဲတချို့ကလည်းဖွားနေပေါ့ဗျာနော်အဲဘာပဲဖြစ်ဖြစ်တော့ဆရာဖကဖမ်းတယ်ဟေ့ဆိုလို့ရှိရင်တော့အဲသူ့အတွက်ရဲဖမ်းတာမဟုတ်လीနော်ဒီကိစ္စဆရာဖကဖမ်းတာဖြစ်တယ်ဆိုတော့ချောင်းမို့လို့သူ့အတွက် ကျွန်တော်တို့ကြည့်ရတာလေနည်းနည်းလေးခရီးကြမ်းတမ်းနိုင်ပါတယ်ခင်ဗျာเนาะကြမ်းတမ်းနိုင်ပါတယ်အဲ့တော့ကျွန်တော်ကျွန်တော်နည်းနည်းစိတ်ပူမိတယ်စိတ်မကောင်းလည်းဖြစ်ရတယ်ကိုယ့်ရဲ့ညီကိုပေါ့เนาะကိုယ့်ရဲ့ညီကိုနောင်တော့တယောက်ပေါ့ဗျာပြောရမှာဆိုရင်เนาะသူနဲ့ကျွန်တော်ဆိုတတ်တူပြောဒီလောက်ပဲရှိပါတယ်အဲ့တော့ကျွန်တော်တို့အဲတကယ်ကိုလေးစားပါတယ်သူလည်းเนาะကျေးဇူးပြုပြန်လှုပ်ပေးပါလို့เนาะကျွန်တော်ကိုလည်းတီးခံပေးပါလို့เนาะအဲ့တော့ဒါကတော့တစ်ခုပေါ့ဗျာเนาะကျွန်တော်အနေနဲ့ဒါမဲ့ ဲ့လိုပြတ်သားချခြင်းဆိုရင်ကျွန်တော်တို့ကျွန်တော်ပေါ့နော်ကျွန်တော်တို့ကိုယ်စော်ဖုန်းတို့ဘလောက်ထိဘလောက်ထိတက်မလို့ပေါ့ညားတယ်ဆိုတော့ကျွန်တော်တို့ကိုယ်တိုင်ပဲသိတာနော်ကျွန်တော်တို့တော့မှဘလောက်ညားတယ်ပြောနော်သို့ပါတော့ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီတီတိုင်းလည်းမပြောဘူးနော်တီတိုင်းလည်းမပြောဘူးပြောတင်တာကိုပြောတယ်အရေးကြီးတာကိုပြောတယ်နော်အဲ့တော့ကျွန်တော်တို့ကဘလောက်ထိညားလဲဆိုတော့ကိုယ်စော်ဖုန်းဘလောက်ထိတက်မလို့ပေါ့ညားလဲဆိုတော့ကျွန်တော်သိတယ်နော်ဘာကြောင့်လဲသူတီတိုင်းတိုင်းပြောလို့ရှိရင်ခင်ဗျားတို့ စက်တအခြေအနေ तू အကုန်သိတယ်နော် तू အကုန်သိတယ်ဒါပေမဲ့ तू သိတိုင်း तू မပြောဘူးတခါကျွန်တော်တို့ဖုန်းလေးပြောဖြစ်ပါတယ်ဖုန်းလေးပြောဖြစ်တဲ့ခါမှာကျွန်တော်ကစကားလေးတီးခေါက်ကြည့်ပါတယ်ခမားကအာအကိုကဘာသိလို့လဲဆိုတော့ပုံစံပြမော်တော့အဲ့လိုမျိုးပြောတော့မဟုတ်ဘူးနော် तू သိထားတယ်ဆိုတော့သွားပြီးတိုက်နေတာမနော်တိုက်တဲ့ခါမှာ तू သာကယ်ရေးအဲ့သိတဲ့အတိုင်းပြောလိုက်မယ်ဟေ့ဆိုလို့ရှိရင်တက်မတော်ရဲ့ဟိုဆောင်ရွက်ချက်တွေတော်တော်များများကြာရှုံးသွားနိုင်တယ်ဘာကြောင့်လဲ तू တက်မတော်ကိုညှာတာ နော်တမရောသူ သစ္စာဆောင်တည်တာသူတိတိုင်းမပြောဘူးလုံးဝမရတဲ့အဆုံးမှသာ online မှာတက်ပြီးသူပေါက်ခွဲတယ်ဆိုတာအလုပ်လုံးဝမလုပ်လို့သူပေါက်ခွဲတာဒါပေမဲ့သူတိတိုင်းသာပြောလို့ရှိရင်ခင်ဗျားတို့တက်မရောအတွက်ကအဲတော်တော်များများသောအချက်လက်တွေအားလုံးဟာခက်ခဲသွားနိုင်တယ်ဗောနော်ခက်ခဲသွားနိုင်တယ်အဲ့တော့သူကလည်းတက်မလို့ညာသူခင်ဗျားတို့ကတက်မလို့ပြန်ညာပါလားသူကလည်းအမှန်တိုင်းပြောကြကြည့်ဆိုဒုက္ခရောက်လာပြီအထုတူပဲကျွန်တော်တို့ကိုယ်တိုင်ဗောနော်ကျွန်တော်ကိုယ်တိုင်လည်း အဲတမလို့လည်းပတ်တိုင်းတော်တော်ညားပါတယ်နော်ညားပါတယ်ဒီတိုင်းလည်းကျွန်တော်တို့မပြောပါဘူးတကယ်တကယ်တမ်းကိုနဲ့မဆိုင်တဲ့ကိစ္စဝင်းအောင်မပြောဘူးဗျာဝင်းလည်းဝင်းလည်းဝင်းလည်းမပြောချင်ဘူးကိုနဲ့မဆိုင်တဲ့ကိစ္စတွေမှာတက်နိုင်ဆုံးဝေးဝေးရှောင်တယ်အလုံးဝမတရားတဲ့ကိစ္စတွေမှာကျွန်တော်ပြောတယ်ကျွန်တော်ကိုယ်တိုင်လည်းမူကျွန်တော်ကမူဝါဒအတိုင်းပေါ့နော်ကျွန်တော်ပြောပါတယ်အဲ့တော့ဆိုလိုချင်တာကကျွန်တော်တို့လည်းတက်မလို့ကိုညားပါတယ်ခင်ဗျားတို့ကကျွန်တော်တို့ကိုနော် ကျွန်တော်တို့ကိုမညာဘူးဟဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကလည်းခင်ဗျားတို့တတ်ညာပါတော့မှာဗျာမြင်တဲ့အတိုင်းရှိဖို့ရှိတိုင်းကြိုးကြပါဗျာနော်အမှန်အမှန်တိုင်းခြားကြချောင်းခြားချောင်းပြောကြဆိုဘာလို့ဖြစ်ကုန်မလဲအဲ့တော့မှန်တိုင်းလည်းသတိထားကြပါနော်ဟုတ်ကဲ့အဲ့တော့အမှန်တရားဘက်ကရည်ရည်တဲ့ကိုမောင်လေးစားပါကျေးဇူးအများကြီးတင်ပါပြောလဲဖမ်းပါပဲอืมဟုတ်တယ်အဲ့ဒါမှန်ပြောလဲဖမ်းပါမပြောတော့လည်းဒုက္ခရောက်မှာပဲကဲဟုတ်ပါပြီအဲ့ဒါကိုဖုန်းနဲ့ကသက်ပြီးတော့ကျွန်တော်အဲမင်းနဲ့စက္ကွန်နဲ့မင်းနဲ့ပေါ့နော်အားလုံးပေါင်းကျွန်တော်တို့ပြောပြီးသားပါပြီနော်အဲ့တော့အဲကျွန်တော်အနေနဲ့ တကူတောင်းဆိုခြင်းနဲ့အခုချိန်မှာကတယောက်ကိုတယောက်ညားနေတယ်ဗောနော်သူကအမတက်မလို့တော်တော်ညားခဲ့ဆိုကျွန်တော်သိတယ်နော်အဲ့တော့ခင်ဗျားတို့လည်းသူ့ကိုညားပေးစေခြင်းပါလေနော်နောက်တစ်ခေါက်မဖြစ်ရင်တော်ပြီပေါ့ဗျာနော်ဘယ်ဟုတ်ပါဘီအဲ့တော့